ဒီနေ့ကျမလေးနင်းနေလေးပြန်ပြောချင်တာရှိတယ်ကျမပုံမှန်အားဖြင့်ဆိုရင်ဘယ်သူကပဲကျမကိုဘလိန်ဘလိန် personal ပေါ့နော်ဟာဘာမင်းမကြီးညာမင်းမကြီးဘာမကြီးညာမကြီးဟာ page တွေဟို page တွေဒီ page တွေတို့ attention အတွက်တင်နေကြတဲ့ဟာတွေအများကြီးရှိတယ်နော်ဟာတို့ almond thing ကိုတင်ရတယ်ဆိုလို့ရှိရင်ဒီခါတည်း view တွေရသွားတယ်ဟာဒီခါတည်း comment တွေရတယ် react တွေရဆိုတို့ပတ်စံရတယ်ကျမကုသိုလ်ရတယ်နော် ကျမကုသိုလ်ရတယ်အဲ့အတွက်ကျမလေကျမကိုကြိုက်တဲ့ page ကကြိုက်တယ်လို့တင်တချို့ဆိုလဲတချို့မိန်းမတွေအဲနိုင်ငံရေးအရာပေါ့နော်အမုံနေဆိုပြီးတချို့မိန်းမတွေဆိုအမလေး almond tin ကိုဖိနေကြိုက်တော့ပြီးတနေ့အကျိန်900ဆဲမယ်ဆဲကျမပြောတယ်အကျိန်900မဟုတ်ဘူးအကျိန်1000ထိုင်ဆဲနေလိုက်ကျမရဲ့ personal ကျမကိစ္စမရှိဘူးเนาะဆဲဆဲဒါကသူ့အမုံတရားရသူ့သူဆဲတာ900မဟုတ်ဘူး1000ဆဲ1000မဟုတ်ဘူးတနေကုန်လုံးမလုပ်ဖ ೇನೆ ဆဲကျမဒီလိုပြောတယ်เนาะကျမဟို 爸妈重点哪面我们学？咱们今天 DVD 看这课怎么重点子呢？哎，说不愿意的姐啊，DVD 看我先拿长背，喏，DVD 看我先拿长背。那西，读啥美安的？喏，呃，读啥、哦、地读啥道？读哪个大学？我是读白波元素读班的，白朝阳元素读学习的，那不就俺同学班的呗？喏，把路瞄了没？哪里？<noise> မာရဲ့ဘာလူမျိုးလဲမိတာလေဘာလူမျိုးလဲမိလို့မွန်လူမျိုးဖြေတာလေအဲ့ဒါကိုဘာမာတာလဲဘာလူမျိုးလဲကိုမွန်လားတချင်ကြားကရင်ချင်းမွန်ဒီမာရဲ့ခိုင်ရှင်မွန်အမရဲ့ခိုင်ရှင်ဘာလူမျိုးလဲမိကိုယ့်ရဲ့လူမျိုးကိုဖြေရမှာလေဘာနိုင်ငံသားလေးလို့မိမှမြန်မာနိုင်ငံသားလို့ဖြေရမှာလေအဲ့ဒါကိုဘာလို့ဖြစ်နေတာလဲသူလောက်တက်တဲ့လူကဘာမှမရှိတော့ဘူးနော်စနေရသည်ပွဲတိုင်းကြောမမကြီး နော်ဘာလူမျိုးလဲမွန်လူမျိုးဘာနိုင်ငံသားလဲမြန်မာနိုင်ငံသားပြီးပြီလေအဲ့ဒါဟိုဘာဖြစ်တာလဲမွန်လူမျိုးပြောဘာဖြစ်တာသေဝါမှမလို့လားပြောလိုက်စမ်းကုလောက်တီတူလောက်တက် Okay ညာစီတူထမိုင်အန်ဒီရေနော် Okay နော်ကျွန်မပြောမယ်နော်အဲ့တော့ဒီဗီဒီယိုဖိုင်ကိုနော်ဒီဗီဒီယိုဖိုင်ကိုဒါ ကျွန်မပြန်ပြီးရှင်းပြထားတဲ့ဗီဒီယိုဖိုင်ကိုအားလုံးကြည့်ပြီးသားဖြစ်ပါလိမ့်မယ်လို့ကျွန်မကညွှန်လင်းတယ်နော်ဆိုတော့အားလုံးကြည့်ပြီးသားဖြစ်လိမ့်မယ်နိုင်ငံသားမှာဘာဟဲ့မြန်မာနိုင်ငံမြန်မာလားလို့မေးလိုက်တဲ့အခါမွန်မာလို့ဖြေတာဖြစ်တဲ့ကြောင့်ကျွန်မကကျွန်မတို့နိုင်ငံသားတွေဟာနိုင်ငံရဲ့ချားမှာမြန်မာလားလို့မေးတာဒီနိုင်ငံကိုကိုစားပြုပြီးတော့ပဲမေးတာကျွန်မတို့တွေဟာလူမျိုးကြီးဝါဒကိုသွတ်တွင်းတယ်လို့ပြောရအောင်လေကျွန်မကိုယ်တိုင်ကရင်ဒီဆိုင်ပိုင်ရှင်အမကြီးမွန် နော်အဲ့တော့ကျမတို့နိုင်ငံသားမှာသွားလို့မြန်မာစကားပြောတဲ့ကြားတယ်ဆိုရင်ခဲမြန်မာလားဆိုမြန်မာလို့ပဲဖြေကြရတယ်အဲ့တော့နိုင်ငံတကာမှာမြန်မာတန်ယုံပဲရှိတယ်တိလားမြန်မာအဲ့တော့မူမာလို့ပြောတော့ကျမပြောပြမယ် ဒါဒီစကားအစိတ်ခတ်တယ်လို့ခေါ်တယ်။ကျမပုံမှန်အားဖြင့်ဆိုရင်ကျမပြန်ပြီးဖြည့်ရှင်းလေးဖြည့်ရှင်းတာမရှိဘူး။အဲ့တော့အမကြီးလားအကိုကြီးလားတော့မသိဘူး။ကျမကိုနေရာတကာပါတယ်အမလီပါသူ့ထမိန်တွေပါရောညာတွေရောပြောတယ်။ကျမဓာတ်ပုံနဲ့ကျမရဲ့ personal ကို attack လုပ်ပြီးတော့မှပြောထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တရားဥပဒေအရညှိစွန်းနေပါတယ်။ Okay နံပါတ်1အချက် ကျွန်မပြီးမှကြံတဲ့ကိစ္စထပ်ရှင်းမယ်အရင်ဆုံးသူ့ကိုအရင်ပြောလာအောင်မယ်เนาะအဲ့တော့ကျွန်မဓာတ်ပုံရင်ကျွန်မရဲ့ personal career ကိုထိခိုက်စော်ကားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဥပဒေနဲ့ညှိစွန်းပါတယ်ကျွန်မတရားစွဲလို့ရတယ်နံပါတ်1အချက်အဲ့တော့ကျမကပြောသမျှစကားတိုင်းကို ပြီးရင်သူမပြောပါဘူးလို့လှုပ်တယ်ဆိုတဲ့စကားလုံးကိုကျမကိုအထောက်ထားနဲ့လာပြန်ပြီးတော့မှဖြေရှင်းလက်ဟုတ်ပြီနော် ကျမပြောသည်မစကလုံးသည် social ပေါ်မှာ video file နဲ့ video file နဲ့ alike ရှိတယ်။ကျမဟာစကလုံးတိုင်းစကလုံးတိုင်းကို credit ethic ကိုရေနော်ဆိုတော့စကလုံးတိုင်းစကလုံးတိုင်းကိုကျမကတာဝန်ယူတယ်။ကျမပြောခဲ့တဲ့ speech တွေအကုန်လုံးကိုကျမကတာဝန်ယူတယ်။ဟုတ်ပြီနော်။ဆိုတော့ကျမကို personal attack လုပ်ချင်တယ်ဆိုရင်တီးခြားလို့ ဒါကကြတော့လူမျိုးကြီးနဲ့သက်ဆိုင်နေတဲ့ကိစ္စကျမဖြည့်ရှင်းထားတဲ့ဗီဒီယိုကျမပြောထားတဲ့ဗီဒီယိုကိုအစအဆုံးတိတ်တိတ်ချာချာကြည့်ပြီးတော့မှနာပြောအဲ့တော့လူမျိုးစွင်းဝါဒါစွင်းနဲ့ကလေးတွေကိုဒုက္ခရောက်အောင်မလုပ်နဲ့နိုင်ငံရထားမှာကလေးတွေကိုဒုက္ခရောက်အောင်မလုပ်နဲ့ကျမမြန်မာပြည်ထဲကကိစ္စကိုပြောတာမဟုတ်ဘူးကျမနိုင်ငံသားကကိစ္စကိုပြောထားတဲ့ဗီဒီယိုဖိုင်ဒီဗီဒီယိုဖိုင်ဟာဟုတ်ပြီနော်အဲ့တော့ကျမကို ပါစနယ် attack လုပ်ပြီးတော့မှကျမရဲ့ဓာတ်ပုံကျမရဲ့နာမည်နဲ့ကျမကိုမိုင်းရိုင်းစော်ကားထားတာကို ကျမတရားစွဲလို့ရတယ်နော်အာသူထက်သေးသူထက်တော်သူလောက်တက်တာအောင်မရှိတော့ဘယ်ပွဲဆိုသူပါတယ်ဘယ်တော့ကျမဟာကျမတိကျမတက်ပါတယ်လို့ကျမပြောခဲ့ဘူးသလား ကျမတိပါတယ်ကျမတက်ပါတယ်လို့ပြောခဲ့ဘူးသလားကျမကယ်ရီယာမှာကျမနားလေသလားကျမတိသလားကိုကျမအမြင်နဲ့ caring လုပ်တယ် sharing လုပ်တယ်လို့ကျမပြောခဲ့တာပြီးသားဟုတ်တယ်နော်ဟုတ်တယ်နော်ကျမတိကျမတက်ပါတယ်လို့ဘယ်တုန်းကပြောခဲ့ဘူးလဲကျမတိကျမတက်ပါတယ်လို့ပြောခဲ့ဘူးလေဗီဒီယိုဖိုင်ရှင်ယူလာခဲ့ အေးတိနဲ့တက်တဲ့ဟာတွေပြောတဲ့ဟာတွေဒီလေတိလို့တက်လို့ပြောတာအာချောင်ကြီးပြောတာမဟုတ်ဘူးအဲ့တော့နေရတကာပါတယ် attention လို့ကျွန်တော်နေရတကာပါတယ်ပြောအောင်လေဒီအမိုင်းကြီးရဲ့ဝေါ်ထဲကိုဝင်ကြည့်လိုက်တဲ့အချိန်မှာအမိုင်းကြီးလားအကိုကြီးလားမသိဘူးဝေါ်ထဲကိုဝင်ကြည့်လိုက်တဲ့အချိန်မှာ almond thin နာမည် almond thin ဓာတ်ပုံကိုသုံးတော့မှဖြူးရတာသူဟာနဲ့သူတင်တဲ့ပေါ်ချောင်ချောင်ပေါ်ချာချာ post တွေအကုန်လုံးဒီဖြူး900ပြည့်အောင်မရထားဘူး အဲ့တော့ကျမကိုနေရာတကာပါတယ်ပြောအောင်လဲသူ့ဝေါ်ထဲဝင်ကြည့်လိုက်တော့သူများအိမ်တောင်ကွဲတဲ့စာချုပ်ကအစာ attention လိုခြင်းလို့တင်ထားတဲ့မိန်းမစားမျိုးဟုတ်ပြီနော်ဆွေးနွေးလို့ရတယ်အကြောင်းအရာတစ်ခုကိုဒါပေမဲ့တပားသူကိုပုတ်ခတ်တိုက်ခိုက်လို့မရဘူးကျမပြောတဲ့အကြောင်းအရာမှားတယ်ဆိုဒီအကြောင်းအရာပေါ်မှာအချက်အလက်ခိုင်ခိုင်မာမာနဲ့ပြောဆိုဆွေးနွေးလို့ရတယ် welcome ကျမလည်းဘယ်တော့မဆိုအကြောင်းချင်းရာတွေမှန်သမျှကိုနိုင်ငံမှာဖြစ်ပျက်နေတဲ့အကြောင်းရာတွေမှန်သမျှကျမအချက်နဲ့အလတ်နဲ့အစင်တန်းမြင့်မြင့်ကျမပြောဆိုဆွေးနွေးတယ်ကျမ personal site ဆေးဆိုမရိုင်းပြီးတော့မှကျမပြောခဲ့တာမျိုးကျမ video file တွေမှာပြန်ကြည့်ကြည့်လိုက်တခုမှမရှိဘူးကျမပြောတဲ့စကားလုံးတိုင်းကိုပြီးရင်သူမပြောပါဘူးလို့ပြောဦးမယ်ဆိုတော့ဘယ်တော့ကကျမကကျမပြောခဲ့ပြီးသားစကားလုံးတွေကိုမပြောပါဘူးလို့ညင်းခဲ့တဲ့အကြောင်းအရာရှိသလား ပြောဆိုဆွေးနွေးလို့ရတယ်။မိုင်းရိုင်းစော်ကားခွင့်မရှိဘူး။ဟုတ်တယ်နော်။ကျမရဲ့ဓာတ်ပုံကျမရဲ့နာမည်နဲ့ကျမကိုမိုင်းရိုင်းစော်ကားထားတာပြီးတော့ဒါသည် လူမျိုးရင်းနိုင်ငံရေးကိစ္စ။စကားအစိတ်ခတ်နေတဲ့ကိစ္စ။လူမျိုးစွဲကို တိုက်တွန်းနေတဲ့ကိစ္စ။ဖြည့်ရှင်းကျင်နေဆိုရင်နိုင်ငံတော်အဆင့်တရားရုံးမှာဥတိုက်လျှောက်ပြီးတော့မှဘယ်သူမှန်လဲဘယ်သူမှားလဲဆိုတာကိုဖြည့်ရှင်းမလား။ ဆန္ဒရှိနေဆိုရင်စိန်ခေါ်လိုက်နိုင်ငံတော်အဆင့်တရားရုံးမှာတွေးဆုံဆွေးနွေးပြီးတော့မှ ကျမရှင်းပြချက်ကမှန်သလားရှင်းရဲ့ရှင်းပြချက်ကမှန်သလားဆိုတာကို ပြောဆိုဆွေးနွေးမယ်ရှင်းမယ်ဟုတ်ပြီလားအဲ့တော့ကျမပြောချင်တာကနိုင်ငံသားမှာကလေးတွေဟာအလုတ်သွားလောက်ကြတယ်ဆိုရင်ဟေးမြန်မာလားဆိုရင် ဟုတ်တယ်မြန်မာလို့ပြောရတယ် ်မြန်မာလို့ပဲဖြစ်ရတယ်မြန်မာလို့ပြောရင်တောင်မှ international ကတချို့သောတိုင်းပြည်တွေကမြန်မာဘယ်မှာလဲ where are you from ဆိုဘယ်မှာလဲမြန်မာလို့ပြောရင်မြန်မာဘယ်မှာလဲမြန်မာနိုင်ငံကဘယ်ဟာလဲလို့မသိဘူး near thailand ဆိုတော့မှပဲ or ဆိုပြီးဖြစ်တာ or ဆိုတာတကယ်သိတာလားမသိတာလားမသိဘူးအဲ့တော့နိုင်ငံခြားကိုသွားတာ passport မှာဘယ်နိုင်ငံရဲ့ passport နဲ့သွားတာလဲ နိုင်ငံကိုစားပြုမြန်မာနိုင်ငံအောက်ကနေတွားရတာအဲ့တော့ခလီတွေကိုအစိမ့်မခန့်နဲ့အစွန်းရောက်တွေမတင်ပေးနဲ့မြန်မာပြည်ထဲမှာမေးတာမဟုတ်ဘူးနိုင်ငံเจ้าမှာမေးတာမြန်မာနိုင်ငံတန်ယုံမရှိတဲ့နိုင်ငံညာမိတွေမှာမွန်တန်ယုံမရှိဘူးကရင်တန်ယုံမရှိဘူးကျမကိုဗမာလူမျိုးကြီးမြန်မာလူမျိုးကြီးဟွာတာသွတ်သွင်းတယ်လို့မပြောနဲ့ကျမကိုယ်တိုင်ကကရင်မြန်မာဆိုတာဟာကချင်ကရာကရင်ချင်း ဗမာမွန်ရခိုင်ရှမ်းဆိုတဲ့တိုင်းရင်းသားတွေစုဖွဲ့ပြီးတော့မှဖြစ်တည်နေတဲ့နိုင်ငံမြန်မာနိုင်ငံအဲ့တော့ကျမတို့ရာနိုင်ငံသားမှာစကားပြောတဲ့နေမြန်မာတန်နေကြဆိုဟေးမြန်မာလားဟုတ်တယ်မြန်မာပျော်ပျော်ရွှင်ရွှင်နဲ့ဒီလိုမျိုးနဲ့ကျမတို့မေးကြတယ်မြန်မာတန်နေကြတယ်ဆိုရင်အခုကျမတို့ miss လေးပြိုင်နေတယ်ကချင်တိုင်းရင်းသူလေးပြိုင်နေတယ်ဘာကိုစားပြုနဲ့ပြိုင်တာလဲဟေးကချင်ဟေးလို့ပြိုင်တာလား မြန်မာကိုစားပြုနဲ့ပြိုင်တာနိုင်ငံကိုပဲကိုစားပြုရတယ်။အဲ့တော့ပြည်တနာတစုံတရာဖြစ်လာလို့မလို့အဲ့လိုမျိုးတွေကြက်ကြက်အစိတ်အတောက်တွေလို့ပြည်တနာတွေတစုံတရာတွေဖြစ်လာတော့ဟိုမှာထိုင်းမှာပြောတော့ဘာလဲလို့မင်းဘာဘယ်မင်းကဘာလဲလို့မေးတဲ့ခါကျတော့မွန်တို့ကရင်တို့ဖြေလို့ဟိုမှာတမခံရတာတွေဖြစ်စဉ်ဖြစ်ရက်တွေတွေ့တယ်မလား။ ပြောလို့မရဘူးအဲ့တော့တချို့ကလေးတွေဟာအာနေတွေကနေပြီးတော့မှဟိုပတ်စပို့ရှိတဲ့ကလေးတွေလည်းရှိတယ်ပတ်စပို့မရှိဘဲနဲ့နိုင်ငံခြားကိုသွားလိုက်ရတဲ့ကလေးတွေလည်းရှိတယ်အဲ့လိုကလေးတွေကိုအစိမ့်မခတ်နဲ့နိုင်ငံကိုစားပြို့ပဲဖြေရတယ်နိုင်ငံ ကိုစားပြို့ပဲပြောရတယ်မွန်နိုင်ငံကရင်နိုင်ငံဒီလိုပြောလို့မရဘူးမရှိဘူးလေမြန်မာနိုင်ငံ ပြီးတော့မှအော်အေးအတန်လေးစကားလေးဝင်နေတော့ဘာလို့မျိုးလဲ